ားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဒီကနေ့2025ခုနှစ်စက်တင်ဘာလ18ရက်နေ့ရက်နေ့လည်ခင်းသတင်းတွေကိုတင်ဆက်ပေးရမယ့်အချိန်ရောက်ရှိလာပါပြီဒေါ်လာနေ့သစ်ပါလို့ပြည်သူပေါင်းနှုတ်ခွန်းဆက်သပါတယ်ခင်ဗျာဒီကနေ့နေ့လည်ခင်းမှာထူးထူးခြားခြားနားဆင်ကြရမယ့်သတင်းကြောင်းရတွေကတော့ကမ်ဘလူးဇီကုံရဲစခန်းကို PDF ကတိုက်ခိုက်လိုက်ရမှာစခန်းမှုအပါအဝင်5ဦးကိုသုံးမှန်ဖြစ်နေဖမ်းမိပြီးလက်နက်12လက်ကိုသိမ်းဆီးနိုင်လိုက်ပါတယ်ခင်ဗျာနိုင်ငံတကာမီဒီယာတွေကအမေတောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီးစိတ်ဝင်စားနဲ့မေးမြန်းလာတယ်ဆိုတဲ့အကြောင်းတားဖြစ်သူကိုထိန်လင်းက ည်သူတွေကိုအတိပေးထားပါတယ်ခင်ဗျာရုရှားရဲ့စီးရဲလေ့ကျင့်မှုဝါဒဖြန့်ဗီဒီယိုထဲမှာလေရော့နေတဲ့တိုက်လေရင်အတူကြီးရဲ့ပုံရောပါလာပါတယ်ဒီကနေ့အတွက်မိုးလေဝသခန့်မှန်းချက်သတင်းတွေနဲ့အတူထူးထူးခြားခြားသတင်းပြဆင်အကြောင်းအရာတွေကိုနားဆင်ရမှာပါခင်ဗျာဟုတ်ကဲ့ပါဒီကနေ့မနက်ခင်းမှာတော့အင်မတန်မှစိတ်ကြည်နူးစရာကောင်းတဲ့ရုပ်သံပိုင်းတစ်ခုကိုတွေ့ရှိထားပါတယ်အဲတော့စစ်ဆိုတဲ့အင်မတန်မှစိုးရိမ်ပျက်စီးစေတဲ့စစ်ဆိုတဲ့စစ်ပွဲထဲမှာအင်မတန်နူးညံ့သိမ်မွေ့တဲ့ စိတ်ထားတွေလူအခြေခံကျင့်ဝတ်တွေကိုကျွန်တော်တို့တွေ့မြင်လာရတာပါအဲ့တော့ဘာမှမပြောခင်ရုပ်သံဖိုင်လေးကိုကျွန်တော်တို့အတူတူကြည့်ရှုလိုက်ရအောင်ပါဟဲ့ကအစ်စ်တော်ဟဲ့ဘာမလုပ်ဘူးနော်ဘာလုပ်ဘူးကျွန်တော်ကကြီးကြီးရယ်နော်အဲ့အဲ့လေဝတ်ကျင်လို့ကျွန်တော်မခဏယူပေးပါယူရယူပေးရအဲ့လေတနက်တည်းကဘယ်သားရတော့အပေါ်ရအကုန်ရကျွန်တော်တို့ကကျွန်တော်တို့ကပြည်သူကဝင်တယ်မဟုတ်ဘူးအစ်စ်ဘာလို့နော်

အဲ့တော့ဒေါ်လာရေးတက်ဖွဲ့တွေပကဖတွေဒေါ်လာရေးရေဘော်တွေကဒီရဲစခန်းကိုစီးနင်းတိုက်ခိုက်တဲ့အခါမှာအသာစီးရပြီးတော့အားလုံးရဲစခန်းထဲမှာရှိတဲ့ပါဝင်ပတ်သက်တဲ့မိသားစုတွေကိုပါဖမ်းမိလိုက်တဲ့ရုပ်တံမှာဖမ်းမိတဲ့အထဲမှာဒီရဲတအုပ်ရဲ့အမျိုးသမီးအမကြီးတယောက်ကကိုဝင်ရှိနေတဲ့ဗိုက်ကြီးနေတယ်ဆိုတော့အကြောင်းကိုသိရတဲ့အခါမှာတကယ်စစ်ပွဲထဲမှာတော့အသာစီးရနေတဲ့အချိန်မှာတော့ဗိုက်ဖုံးအင်ကြီးယူပေးစမ်းမှာယူပေးလိုက်စမ်းမှာကွာဗိုက်ဖုံးအင်ကြီးတဲ့ကွာဆိုတော့အတန်က ျော့ပြောင်းပြီးတော့တကယ်ကိုဟိုကျင်နာတတ်တဲ့အတန်နေကျင်နာတတ်တဲ့စိတ်ထားတွေပါဝင်နေတယ်အဲ့တော့လူသားချင်းစာနာမှုလူအခြေခံကျင့်ဝတ်တွေကိုကျွန်တော်တို့ဒီနေရာမှာတွေ့မြင်လိုက်ရတာဖြစ်တယ်အင်တာမကြည်နူးစရာကောင်းတဲ့ရုပ်တံဖိုင်တစ်ခုဖြစ်တယ်ကျွန်တော်တို့ကလည်းပြောခဲ့သလိုပဲစစ်ဆိုတာကတော့ဘယ်လိုမျိုးစစ်ပဲစစ်စစ်ပျက်စီးမှုတွေဆုံးကျုံမှုတွေတည်ကျင်မှုတွေနဲ့တကယ်မမြင်ရက်စရာတွေကိုကျွန်တော်တို့မြင်တွေ့ရတာဖြစ်တယ်အရင်နှင်းညာဆိုလို့ရှိရင်ဟို အဲ့ဒီမှာ page တခုရှိတယ်အဲ့ page ကဟိုစောင်းနဲ့ကာစရာမလိုပါဆိုလားဘာလားအဲ့လိုမျိုး page တခုပါအဲ့ဒီနာမည်နဲ့ခက်ဆင်ဆင် page တခုမှာရဲဘော်တယောက်တွန်လိုင်းရဲဘော်တယောက်လက်နက်ကြီးပြစ်ခံရတာလားလေရင်ကြောင့်ထိတာလားမသိဘူးဒီခါအပေါ်ပိုင်းတပိုင်းလုံးမရှိတော့ခြေထောက်နဲ့ဒီခါအောက်ပိုင်းတပိုင်းမရှိတော့ဒါကိုရဲဘော်တွေကရသလောက်အဲ့ဒီမှာအင်ဂျီတွေနဲ့ပြန်ထုတ်ဒီကျွန်တော်တို့ equipment တွေနဲ့ပြန်ပတ်ပြီးတော့ထမ်းပြီးတော့အဲ့ဒီတပိုင်းတစားရုပ်တံကိုပြန် စခန်းကိုပြန်သေးတဲ့ရုပ်တံဖိုင်တခုကျွန်တော်တို့တွေ့လိုက်ရတယ်။ရုပ်ရှင်ရိုက်နေတာမဟုတ်ဘူး။ရှေ့တန်းတိုက်ပွဲမှာတကယ်ဟို GoPro နဲ့ရိုက်ပြီးတော့မှတ်တမ်းတင်ထားတဲ့ရုပ်တံဖြစ်တယ်။အဲ့တော့စစ်ဆိုတာတော့အဲ့လိုမျိုးစူးစူးဝါးဝါကျွန်တော်တို့ရင်ဘတ်အောင့်စရာပျက်စီးရလူတွေတယောက်နဲ့တစ်ပြန်တက်ရတဲ့ဖြစ်စဉ်ဖြစ်တယ်။ဒါပေမဲ့ဒီလိုပျက်စီးယုံရင်မှုတွေကြားမှာအင်ပဒံမှနူးညံ့သိမ်မွေ့တဲ့လူသားအခြေခံနဲ့ ကိုချင်းစာတရားတွေအခုလိုမျိုးလူသားဝါဒတွေတွေ့မြင်လာတော့အင်မတန်ဝမ်းသာကြည်နူးစရာကောင်းတဲ့အတွက်ဒီရုပ်သံပိုင်းကိုဖွင့်ပြလိုက်ရခြင်းဖြစ်ပါတယ်အဲ့တော့အကြမ်းဖက်ဆစ်ရှုံးကောင်စီတက်နေတော့နိုင်ရှင်စရာကိုမရှိပါဘူးဒါပေမဲ့ဒီကောင်တွေကလည်းတွားတော့အထင်သေးလို့မရဘူးအဲဒီရုပ်ရှင်တွေရိုက်ပြလုတ်ပြပါတယ်နောက်ချိုးကလေးတွေကိုစာတင်ကြောင်းပြန်ဖွင့်တဲ့ဖွင့်တဲ့ဒီတက်မတော်သားတွေကပြိုးလိုက်တဲ့ပန်းလေးတွေပွင်လန်းလာပြီးရုပ်သံပိုင်းတွေဝါရဖြန့်နေမှာတော့တောက်လျှောက်ပြောတယ်ဒါပေမဲ့လက်တွေ့အဲ့ဒါတွေရဲ့နောက်ွယ်မှာတော့ ာသင်ကျောင်းမှာကောင်းကောင်းမွန်မွန်စာသင်ပြီးတော့အိတ်ဆက်နေတဲ့ကလေးငယ်ဆိုလဲအဆုလိုက်ပြုံလိုက်ဟိုတက်လိုက်တာပဲဘုံကျက်ပြီးတော့20 30ဝန်းကျင်တိုင်နဲ့တက်လိုက်တာပဲအဲ့တော့ဟိုလက်ရကုန်းဖြစ်စဉ်တော့ဆိုရင်လဲ husky တွေနဲ့တကယ်ကျိုးတွေနဲ့ short ချက်ဆင်းပြီးတော့တကယ်ကိုဟိုအဲ့ဟိုအကျန်းဖတ်တွေကိုနှိမ်နှင်းသလိုမျိုးတကယ်ဟိုမူရီယာတာခိုင်းတွေကိုနှိမ်နှင်းသလိုမျိုးမူဂျိုကလေးငယ်တွေကို ဟိုပြစ်ခတ်တက်ဖြတ်တဲ့ဖြစ်စဉ်ကျွန်တော်တို့ဒီနေ့ထိမျက်လုံးထဲကနေပြီးတော့မထွက်ပါဘူးအဲ့တော့အဲဒီလိုမျိုးကင်မရာတွေရှေ့မှာပဲကျွန်တော်တို့ကလူရင်ကျင်းမှုတွေထုံးကားနေပြလို့မရပါဘူးစစ်ပွဲထဲမှာအခုလိုနဖူးတွေဒူးတွေ တွေ့မြင်ရတဲ့အသာစီးရနေတဲ့အချိန်မျိုးမှာလည်းကျွန်တော်တို့လူရင်ကျင်းမှုတွေထွန်းကားရပါမယ်စည်ရပြတ်မမဟုတ်တဲ့အရက်သားတွေပြည်သူတွေကကိုဝင်ဆောင်ခလင်းငယ်တွေလည်းပါတယ်ကျွန်တော်စစ်ပွဲဟိုရုတ်တံတိုက်ပွဲရုတ်တံ7မိနစ်လောက်ရှိတဲ့ရုတ်တံဖိုင်လည်းရှိပါတယ်အဲ့မှာလူသေးတဲ့ဒီရဲတွေကိုပြစ်တတ်ထားပြီးသေတဲ့ရုပ်ပုံတွေပါတဲ့အခါကျတော့ကျွန်တော်တို့ဒီ YouTube မှာပြလို့မရလို့ကျွန်တော်ဒီထဲမှာဒီအတိုလေးကိုပဲအဲပြသတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ ကင်မရာတွေမှတ်တမ်းတွေထဲမှာပဲတွန်လိုင်းတက်ဖွဲ့တွေပဲဖြစ်ဖြစ်ဘသူတွေပဲဖြစ်ဖြစ်မှတ်တမ်းတွေထဲမှာပဲကျွန်တော်တို့ကလူအခြေခံလူရင်ကျင်းမှုလူသားဝါဒကိုပြနိုင်လို့မရပါဘူးမှတ်တမ်းနောက်ွယ်မှာလဲဘသူမှမသိရင်လဲကျွန်တော်တို့ဒီအခြေခံကတော့ဒီစစ်ရေးပြတ်မှမဟုတ်တဲ့အဲဒီအရသာပြည်သူတွေကိုကတော့ကျွန်တော်တို့အခုလိုမျိုးဘေကင်ကင်းနဲ့ခေါ်ဆောင်ဖို့ဘေကင်ကင်းနဲ့အခွင့်အရေးပေးဖို့ကျွန်တော်တို့ဆိုပြုမှုဆောင်ရွက်ရပါမယ်တော်လိုင်းတက်ဖွဲ့ရတော့ပြောစရာမလိုပါဘူးမှတ်တမ်း တင်ရိုက်သည်ပဲဖြစ်စေမရိုက်သည်ပဲဖြစ်စေစည်ရပြတ်မှမဟုတ်တဲ့သူတွေကိုထိမှာမဟုတ်ပါဘူးဟိုအကြံပတ်စကြုံးကောင်စီကတော့သိတဲ့အတိုင်းဘန်ကလေးများပွင့်တော်မီဖူးတံဝင်းလို့ချီဆိုပြီးတော့ အကလေးတွေစာသင်ကျောင်းသွားတဲ့ပုံစံလေးတွေရိုက်ပြမလာဆိုလဲကျောင်းတွေမှာခဏခဏသွားပြဒါပေမဲ့နောက်ွယ်မှာတော့အတွင်းတံမှာတော့ကျောင်းတွေကိုအမျိုးမျိုးဘုံကျဲပြီးတော့စာသင်ကျောင်းတွေကိုဆေးရုံတွေကိုပဲပြင်မှတ်ထားပြီးတော့ဘုံကျဲတက်ဖြတ်နေတဲ့ဖြစ်စဉ်တွေကျွန်တော်တို့ဟိုအများကြီးတွေ့ရတာပါဒါကတော့ဒီကနေ့မှာဟိုတွေ့ရတဲ့ရုပ်တံဖိုင်လေးနဲ့ပတ်သက်ပြီးတော့ဆက်ဆက်ပြီးတော့ပြောဆိုခြင်းဖြစ်တယ်အဲ့တော့ဒီရုပ်တံဖိုင်နဲ့ပတ်သက်တဲ့တိုက်ပွဲသတင်းကြောင်းရအောင်ကျွန်တော်ဆက်ပြီးတော့ပြောပြခြင်းပါတယ်ဒါကတော့စကိုင်းတိုင်းကပ်ဘလူးမြို့နယ်ဇီးကုန်းမြို့ရဲစခန်းကိုဝင်ရောက်တိုက်ခိုက်ခဲ့ရမှာ ဒီရဲရရှိငယ်တွေပါဝင်ရဲ6ဦးတည်ပြီးတော့4ဦးအရှင်ဖမ်းမိပြီးလက်နက်12လက်ကိုသိမ်းဆည်းရရှိခဲ့တယ်လို့ကျွန်တော်တို့သိရပါတယ်အဲ့တော့စတင်ဘာလ18ရက်နေ့မနေ့တုန်းကညနေ3နာရီချိန်လောက်မှာကမ်ဘလူးမြို့နယ်ဇီးကုန်းမြို့ရဲစခန်းကိုတော်လိုင်းတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။အဲ့တော့တိုက်ခိုက်မှုကမိနစ်ပိုင်းသာကြာမြင့်ခဲ့ပြီးအကြမ်းဖက်ဆစ်ရှုံးကော်စီတပ်ဘက်ကဒီရဲဗိုလ်လေးနဲ့ရဲတပ်သားအပေါင်းဝင်6ဦးသေဆုံးကြောင်းဒါပြင်ဗိုလ်လေး2ဦးရဲတပ်သား2ဦးရဲမိသားစုဝင်4ဦးနဲ့အချုပ်သား3ဦးတို့လည်းအရှင်ဖမ်းဆီးရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်တိုက်ပွဲတွေမှာရဲတွေထံကနေဂျီ3တနက်က6လက်ဂျီ4တနက်တလက် MA15 တနက်တလက်နဲ့ပစ္စတုတနက်တလက်တို့ကိုသိမ်းဆည်းရရှိခဲ့ပြီးရန်စကန်တွင်မှာရှိတဲ့အဆောက်အုံတွေကိုတော့မီရှိုရှင်းလင်းခဲ့တယ်လို့သိရှိရပါတယ်ခင်ဗျာနောက်ထပ်သတင်းကြောင်းရတစ်ခုကတော့အမေတော်ဆန်းစုကြည်နဲ့ပတ်သက်ပြီးတော့နိုင်ငံတကာသတင်းမီဒီယာတွေကသိဝင်တစားမင်းမြန်လာတာကိုတွေ့မြင်ရပါတယ်အမေစုရဲ့ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့မင်းမြန်လာတာပါဒီကြောင်းရကိုတော့ မိမိကျမ်းမာရေးအခြေအနေနဲ့ပတ်သက်ပြီးတာဝန်ရှိသူတွေကတော့အခုထိဘာမှမပြောသေးပါဘူးဒီအကြံဘတ်စစ်ရှုံးကောင်စီတက်မာလာပါဝင်အမေစုကိုဖမ်းဆီးထိန်းသိမ်းထားတဲ့သူတွေဘက်ကတော့ဘာမှမပြောသေးပါဘူးနိုင်ငံတကာမီဒီယာတွေကလည်းစိတ်ဝင်စားနဲ့မိကြပါတယ် မိမိအတွက်စိုးရင်ပူပန်ပေးကြသူဆူတောင်းပေးကြသူတယောက်ချင်းကိုကျေးဇူးတင်ပါတယ်ဆိုပြီးအမေတော်ဆန်းစုကြည်ရဲ့တားဖြစ်သူကိုထိန်လင်းကင်မရစ်ကသူ့ရဲ့လူမှုကွန်ရက်ဆာမျက်နှာကနေတဆင့်ရေးသားပြီးတော့နိုင်ငံတကာမီဒီယာတွေကဘလိုပုံစံမျိုးနဲ့အမေတော်ဆန်းစုကြည်ကိုစိတ်ဝင်တစားမေးမြန်းကြလဲဆိုတဲ့ရုပ်သံဖိုင်ကိုအခုလိုမျိုးအဲတင်ဆက်ပေးလာတာဖြစ်ပါတယ် Second son of Myanmar's detained pro democracy leader Aung San Suu Kyi is growing more concerned about her health. And he says the international community should do more to secure her release. UK-based Kim Aris spoke to NHK on Friday. He says a letter from his mother more than two years ago is the only correspondence he has received from her since the military seized power in 2021. Not even her lawyers have been allowed to see her for years now. None of her family has been allowed to see her. He called for his mother's immediate release, saying that she has heart disease and that her condition may have worsened. Aris says the prison where his mother is being held was damaged in a powerful earthquake that struck Myanmar in March. Because the prison was damaged, Naypyidaw was hit hard by the earthquake, and we, we, believe that something fell on her and maybe hurt her shoulder. But again, it's very hard to confirm any of this because the only sources that we have uh, either military spokespeople or prison officials. Aris said he would like the international community, including Malaysia, which is currently the host of the ASEAN, to do more for her release. I would like Malaysia's help. I would like China's help. I would like India's help. I would like the whole world's help. A spokesperson for Myanmar's military said last week that Aung San Suu Kyi is in good health. နိုင်ငံတကာသတင်းတွေဘက်မှာတော့ဘယ်လာရုစ်နိုင်ငံနဲ့ပူးပေါင်းဆွေးနွေးလေ့ကျင့်နေတာကိုထုတ်ပြန်တဲ့ရုရှားရဲ့ဝါရဖြန့်ဗီဒီယိုထဲမှာလေယော့နေတဲ့တိုက်လေရင်တစ်စီးရဲ့ပုံပါလာလို့လောင်ပြောင်ခံနေရပါတယ်ခင်ဗျာအဲ့တော့လေယော့နေတယ်လို့ပြောရတဲ့အကြောင်းရင်းကအဲ့ဒီတိုက်လေရင်ဟာလေရင်စစ်မဟုတ်ဘဲနဲ့လေတပ်စခန်းတစ်ခုထဲမှာရပ်ထားတဲ့လေထိုးရုပ်ကြီးဖြစ်နေတာကြောင့်ဖြစ်ပါတယ်ခင်ဗျာဗီဒီယိုထဲမှာတော့တကယ့်ကိုတိုက်လေရင်အစ်စ်တစ်စီးပြန်တက်နေပုံကိုရိုက်ပြထားပေမဲ့နောက်ခံမြင်ကွင်းမှာအယုတ်လေရင်အတူကြီးကလေယော့ပြီးတော့ခွေရိုင်းလျက်သား ပြော့တွဲကြနေတာကိုတွေ့ခဲ့ရတာလည်းဖြစ်ပါတယ်အဲရုရှားကကွေယူညီဌာနကထုတ်ပြန်တဲ့ဗီဒီယိုတွေထဲမှာအဲ့ဒီလေယံအယုတ်ကြီးပါဝင်နေတဲ့ဖြက်ပိုင်းဓာတ်ပုံတွေကိုကာဝေးနိပညာသူတည်ဒီဂိုင်းပလော့စကီကလူမှုကွန်ရက်မီဒီယာ X မှာပြင်ခဲ့တဲ့နောက်လူများကမျှဝေခဲ့ကြတာပါအဲ့ဒီလေမှုတ်သွင်းလေယံယုတ်ကြီးဟာရုရှားနိုင်ငံအနောက်မြောက်ပိုင်းကရေတက်ရဲ့တိုက်လေယံနေထားရှိရာစပါရိုမော့စ်အမှတ်1အခြေစိုက်စခန်းမှာရှိနေတာလို့သိရပါတယ်ရန်သူကိုလေသားဖို့အတွက် ရုရှားရောယူကရိန်းမှာစစ်စခန်းတွေမှာလေရင်တင်ကားတွေရဲ့ပုံစံတူလေမုတ်ရုပ်ကြီးတွေထားရှိတတ်တာမဆန်းပေမဲ့ဝါဒပြန့်ဗီဒီယိုတစ်ခုထဲမှာရဲစရာပုံစံမျိုးနဲ့လေရော့နေတဲ့လေရင်အတူကြီးပုံပါလာတာကတော့ပြောစမပြုစရာတစ်ခုဖြစ်လာပါတယ်ခင်ဗျာအဲ့ဒါစေတူတီကတော့ရှေးတန်းစစ်မြေပြင်တွေမှာခြေကားတွေဒုံးကြီးပစ်စင်တွေတင်ကားတွေထရက်ကားကြီးတွေနဲ့ရုပ်ဆော့ဆုံးစစ်သားပုံစံတူတွေကိုတော့ပုံစံတူဖန်တီးပြီးတော့အယောင်ပြဖြန့်ချက်ထားလေရှိတယ်လို့ပြောကြားထားပါတယ်တချို့ ြစ်မှတ်တုတွေမှာဆိုရင်ရေဒါထဲမှာတကယ်တင်ကားတွေစစ်ဘက်ဆိုင်ရာရန်တရားတွေလို့ထင်ရလောက်အောင်ဖမ်းယူထောက်လန်းပြီးအောင်လှည့်စားနိုင်မဲ့လှိုင်းထုတ်လွှင့်မှုစနစ်ကိုပါထည့်သွင်းထားလေရှိတယ်လို့လည်းသိရပါတယ်၂024ခုနှစ်အော်တိုဘာလတုန်းကရုရှားဟာယူကရိန်းရဲ့ M270 အတွဲလိုက်ဒုံးကျည်ပစ်ခတ်မှုလက်နက်ကြီးစနစ်တစ်ခုကိုအောင်မြင်မြင်ဖျက်ဆီးနိုင်ခဲ့ကြောင်းကြွေးကြော်ခဲ့ပေမယ့်နောက်ပိုင်းကျတော့ယူကရိန်းကအယောင်ပြထားရှိတဲ့ပုံတူအယုတ်ကြီးတာဖြစ်ကြောင်းသိရှိလာခဲ့ရတာဖြစ်ပါတယ်ရုရှားနဲ့မဟာမိတ်ဘလော့စ်နိုင်ငံတို့ရဲ့ စစ်တပ်တွေဟာဘယ်လာရုစ်ပိုင်းတပ်ထဲမှာဇဘရက်2025ဆိုတဲ့ပူးပေါင်းစစ်စင်ရေးလေ့ကျင့်မှုကိုစက်တင်ဘာ12ရက်ကနေ16ရက်နေ့အထိလုံဆောင်ခဲ့တာလည်းဖြစ်ပါတယ်ခင်ဗျာဒီကနေ့တော့မိုးလေဝသခံမှန်းချက်သတင်းတွေကိုတင်ဆက်ပေးခြင်းပါတယ်ခင်ဗျာမကွေးတိုင်းစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းဂရင်းဒီပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်ရှေ့ပိုင်းမှာနေရာကွက်ကြားနေပြည်တော်မန္တလေးပဲခူးကရင်ပြည်နယ်ချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းမှာနေရာကျဲကျဲ စကိုင်းတိုင်းထပ်ပိုင်းမွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းမှာတော့နေရာစိတ်စိတ်နဲ့ကျန်တိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာနေရာနှံ့ပြမိုးထစ်ချုံပြီးတော့ရွာပါမယ်ခင်ဗျာရွာရင်ရွာနှုံးကတော့ရာနှုံးပြဖြစ်ပါတယ်မိုးထစ်တောင်ဖြစ်ပေါ်မှုအခြေအနေတွေကတော့ရန်ကုန်စကိုင်းရှမ်းပြည်နယ်တောင်ပိုင်းမှာမိုးထစ်တောင်တွေဖြစ်ထွန်းမှုအားကောင်းနေပြီးအဲ့ဒီမိုးထစ်တောင်ရွေလျားရနေရာတစ်လျှောက်မှာတော့မိုးရွာသွန်းတာနဲ့အတူလေပြင်းတိုက်ခိုက်တာမိုးထစ်ချုံတာမိုးကျပစ်တာလက်စည်းလက်တာနဲ့မိုးသီးကျွေတာတွေစတဲ့မိုးလေဝသဖြစ်စဉ်တွေဖြစ်ပေါ်လာနိုင်တဲ့အတွက်ကြိုတင်ပြီးတော့သတိပြုနိုင်ဖို့အကြံပြုထားပါတယ် မြမပင်လေပြင်ခြေနေကတော့မြဝကျွန်းပေါ်မုဒမကွေမွန်တနင်္သာရီကမ်းရိုးတဲ့နှောင်းနဲ့ကမ်းလွန်ပင်လေပြင်တို့မှာတခါတည်းရန်မုဒက်လေပြင်ကြောက်ရောက်ပြီးတော့လှိုင်းအင်းတင်းကနေလှိုင်းကြီးနိုင်ပါတယ်ခင်ဗျာမုဒက်လေပြင်ကြတဲ့အချိန်ရေပြင်မြေပြင်လေကတနအီကို25မိုင်ကနေမိုင်30ထိတိုက်ခတ်နိုင်ပါတယ်လှိုင်းမြင့်ကတော့မြဝကျွန်းပေါ်မုဒမကွေမွန်တနင်္သာရီကမ်းရိုးတဲ့နှောင်းနဲ့ကမ်းလွန်ပင်လေပြင်တို့မှာရှစ်ပေကနေ10ပေလောက်ထိရှိနေပါတယ်ကြံမြမပင်လေပြင်မှာတော့လှိုင်းအင်းတင်းရှိနေမှာဖြစ်ပါတယ်ခင်ဗျာ လိုင်းမြင့်ကတော့ရခိုင်ကန်ရိုးနဲ့တခြားနယ်ကမ်းလွန်ပင်လယ်ပြင်တို့မှာ၅ဘေကနေ9ဘေလောက်ထိရှိနေပါတယ်ခင်ဗျာဒါကတော့ဒီကနေ့မှာတွေ့ရတဲ့ထူးထူးခြားခြားသတင်းပြဆင်ကြောင်းရတွေကိုကျွန်တော်ဝင်ရကစူးစိပြီးတော့တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ပြည်သူအားလုံးကိုစိတ်နှပြချမ်းသာချမ်းသာပြီးဆေးအာနာရှင်စနစ်ဆိုးလက်အောက်ကနေအမြန်ဆုံးလွတ်မြောက်ကြပါစေကြောင်းဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ခင်ဗျာထူးခြားတဲ့သတင်းပြဆင်နေတဲ့အတူကျွန်တော်တို့ညခင်းမှာပြန်လည်ဆုံတွေ့ပါမယ်အဲ့တော့ကျွန်တော်ရဲ့ YouTube channel မှာနေ့စဉ်နဲ့အများသတင်းတွေကိုစောင့်မျှော်ကြည့်ရှုပေးကြတဲ့ ြည်သူတူတယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်မှတ်ချက်ပြုကြတဲ့ပြည်သူတွေကိုလည်းကျေးဇူးတင်ပါတယ်ကျွန်တော်အချိန်ဒီအများကြီးရတယ်နော်အဲ့ဒီမှတ်ချက်တွေတခုချင်းစီပြန်ပြီးတော့ live ဖတ်လို့ရှိပါတယ်အဲတချို့သတင်း interview တွေနဲ့တခြားလုပ်တွေရှိတဲ့အခါမှာတော့အဲ comment တွေကိုမဖတ်နိုင်တာ reply မပြန်နိုင်တာကိုလည်းဒီနေရာကနေလေးလေးစားစားနဲ့တောင်းပန်ချင်ပါတယ်ခင်ဗျာအဲ့တော့သတင်းတိစမှုပုံစံတွေတော့အများကြီးရှိပါတယ်ကျွန်တော်ရှိမှာတော့တာမန်အချိန်ကာလတွေတုန်းကသတင်းတစ်ခုကိုအဲသတင်းပုံစံနဲ့တူအောင်သတင်းသမားက သတင်းသိရအောင်ပြောပြရုံပြောလို့ရှိပါတယ်ဒါကကျွန်တော်တို့သတင်းသမားတွေရဲ့အပိုလိုမပါပြောပြရတဲ့ခြင်းဝက်ပါဒါတာမန်ချိန်ကာလမှာကျွန်တော်တို့တင်ဆက်ခဲ့တဲ့ပုံစံပါဒါပေမဲ့ဒီကာလမှာတော့သတင်းသမားကလည်းကိုယ်တာဝန်သတင်းလုတ်တင်ပြောနေုံနဲ့အဲလုံလောက်ပြီလို့မယူဆပါဘူး အဲဘာကြောင့်လဲဆိုလို့ရှိရင်ចောင်းသားကလည်းចောင်းတက်နေုံနဲ့မရတော့တဲ့အတွက်တက္ကသိုလ်ចောင်းသားတွေရှင်းန်းစစ်မြေပြင်မှာတိုက်ယူနေရတဲ့တက္ကသိုလ်ចောင်းသားတွေအလို့သမားကလည်းကိုလိုကိုအေးအေးဆေးဆေးလုံမနေရတော့ဘဲရှင်းန်းစစ်မြေပြင်မှာတိုက်ယူနေရတဲ့အလို့သမားတွေလေသမားတွေအဲ့တော့ကိုလိုကိုအေးအေးဆေးဆေးလုံမနေနိုင်တဲ့ကာလအချိန်ဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ channel မှာတော့သတင်းတင်ဆက်မှုတွေက တာမန်ချိန်တွေလိုတာမန်ကာလတွေလိုအထူးသဖြင့်ဆိုလို့ရှိရင်ရတားဆိုးရလက်ထက်ကတာမန်ချိန်ကာလတွေလိုသတင်းကိုအချက်လက်ပဲပြည်သူကိုပေးတဲ့ပုံစံမျိုးတော့မဟုတ်ပါဘူးကျွန်တော်ရဲ့အမြင်တွေသုံးသက်ချက်တွေတော်လိုင်းရေးအတွက်အကျိုးရှိနိုင်မဲ့အရာတွေအမြင်တွေကိုလည်းကျွန်တော်ထည့်ဆောင်ပြီးတော့ပြောမှာဖြစ်ပါတယ်ဒါကြောင့်မလို့ဒါကိုအဲကျွန်တော်ခဏခဏလဲပြည်သူကိုအသိပေးလေးရှိပါတယ်အဲ့တော့ဒီတင်ဆက်မှုပုံကျွန်တော်တင်ဆက်မှုပုံစံကတော့ဒီလိုမျိုးဆက်ပြီးတော့ရှိပါမယ်တော်လိုင်းရေးအတွက်ပို့ပြီးတော့အကျိုးဖြစ်ထွန်းစေနိုင်မဲ့အကြောင်းအရာတွေဆိုရင်ကျွန်တော်ပြည်သူတွေနဲ့အပြန်လှန်အသေးစိတ် တ်ဆွေးနွေးခြင်းတွေအတွက်ခုလိုမျိုးတင်ဆက်ပေးရခြင်းဖြစ်ပါတယ်အဲ့တော့အဲဒီ channel မှာတော့ဒီလိုပုံစံဒီလိုပုံစံလေးတွေဆက်ပြီးတော့မြင်တွေ့ရမှာဖြစ်ပါတယ်ရတာခန်းစားမှုတွေအရင်ရက်ကဆိုရင်လည်းကျွန်တော်တို့တော်လိုင်းရေးကဗျာနဲ့ပတ်သက်ပြီးတော့ဥလိသက်ရွတ်ဆိုတဲ့ကဗျာရွတ်ဆိုမှုတွေရုပ်တံဖိုင်တွေကြီးနုစရာကောင်းတဲ့အရာတွေစစ်ပွဲတွင်းမှာတွေ့ရတဲ့လူကျူးဝင်စံချိန်စံစံနှုန်းတွေအကြမ်းဖက်စစ်တပ်ရဲ့ လူသားမျိုးနွယ်ပေါ်မြန်မာပြည်သူတွေရဲ့ပေါ်နှိပ်စက်ဖိနှိပ်ညှဉ်းပန်းမှုရုပ်တံတွေဖြစ်စဉ်တွေအကြောင်းအရာတွေဒါတွေကိုမျိုးစုံအောင်ကျွန်တော်အရသမျိုးစုံပေးနိုင်အောင်တင်ဆက်ပေးမှာဖြစ်တဲ့အတွက်ဒီနေ့လဲကျွန်တော်ဒါလေးကိုပြည်သူလူထုကိုထပ်ပြီးတော့အသိပေးပြီးတော့ပြောကြားခြင်းဖြစ်ပါတယ်အဲ့တော့ကျေးဇူးတင်ပါတယ်ခင်ဗျာညခင်းမှာကျွန်တော်တို့သတင်းတွေနဲ့အတူပြန်လည်ဆုံတွေ့ပါမယ် Yeah. Hey.